လူတွေကယောဂကြတော့သူတို့က positive ဆိုကြောက်နေကြမလိုအပ်တဲ့ယောဂ positive ဆိုရင်ကြောက်တယ် negative ဖြစ်အောင်လှုပ်ချင်တယ်ဆေးထိုးကြတယ်ယောဂီအေးကုသနာမှာဖြစ်နေတဲ့ဒီမာယွင်းတဲ့အတွေးတွေ positive ဖြစ်နေကြတော့ကြောက်ရမှန်းကိုမသိဘူးမကြောက်လို့ပဲတန်တရားရှိတာလေသူတို့ကိုကြောက်ရမှန်းအန္တရာယ်ကြီးမှန်းကိုမသိတာအဲ့ဒီမသိတာကိုပဲအဝိဇ္ဇာလို့ပြောတာပဲ။ အဲ့ဒီအဝိဇ္ဇာလို့ပြောလိုက်တာကြောင့်လို့သင်္ခါရဆိုတဲ့လုံးမိလို့ရကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်လုံးနေတာလုံးနေသည့်အတွက်ကြောင့်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တဲ့ဆိုရင်ဘဝတစ်ခုထူထောင်မိသားဖြစ်နေကြတယ်ပေါ့အဲ့ဒါ positive ကလာတာပဲเนาะဒါရှင်းဒါလာမယ်ဆိုပါစို့ယောဂဝေဒနာဆိုရင် positive ဖြစ်နေအဲ့ဒီ positive ကနေပြီးတော့လာမှာပဲသူကအေးအဲ့ဒါလိုပဲ ဘဝတန်တရားမှာတဏှာတို့မာနတို့ဒိဋ္ဌိတို့ဆိုတဲ့ဒီအတွေးလေးတွေကိုယ်တဏ္ဏပျောက်အောင်နီးလမ်းမရှိဘူးလားခုခေတ်တော့ဆေးဝါးတွေပေါ်ကြတယ်လေဟုတ်လားအခုခေတ် hypertext B တို့ C တို့ A တို့ဆိုတာတွေလေခေါ်ကြတာပေါ့နာမည်ပေးထားတဲ့ virus တွေပေါ့နော် HIV တို့ H1N1 တို့ H5N1 တို့ဆိုတာတွေပေါ့ positive ဆိုလို့ရှိရင်လူတွေကြောက်ကြဘာရှာတော့ဆေးရှာပြီးတော့ထိုးကြထိုးပြီးရင်စစ်ကြည့်တယ် positive လား negative လားတွေ့သေးလားမတွေ့ဘူးလားကြောက်တော့သို့သောအခုပြောတဲ့လောဘတို့ဒိဋ္ဌိတို့မာနတို့ဆိုတဲ့အတွေ့တွေစိတ်ထဲမှာရှိနေတာကြတော့ကြောက်မှမသိဘူးတဲ့ဝိဇ္ဇာကဖုံးတာတော့တကယ်ကြောက်เสียအောင်တာဒါဟိုဟာကရုပ်ပေါ်မှာဖြစ်တဲ့အရာ ဒုက္ခပေးရင်ဒီခန္ဓာဒီဘဝပဲဒုက္ခပေးလို့ရတယ်။ဒီ positive ကနောက်ဘဝထီအောင်မလိုက်နိုင်ဘူးသူက။မပါဘူးနောက်ဘဝထီအောင်နော်။ဒီဘဝတစ်ခါပဲဒီခန္ဓာဒီရုပ်နဲ့ပတ်သက်ပြီးတော့လာတာ။ရုပ်ဆိုတာဟုတ်ဘဝထီမပါဘူး။အေးနာနဲ့မှဖြစ်နေတဲ့ positive ကတော့ဘဝတန်တရားလိုက်မှသိကြတယ်ပေါ့။သူက online ဖြစ်သွားပြီသူက။ရုပ်ပေါ်ဖြစ်နေတာ online မဟုတ်ဘူး။ဖယ်ရှားလို့လည်းလွယ်တယ်။ နမ်းပေါ်မှာဖြစ်တာကြတော့ဖယ်ရှားဖို့လည်းခက်တယ်သူတို့ဖယ်ရှားဖို့ခက်တယ်ဟာနီလန်းမရှိဘူးလားဆိုတော့ရှိတယ်အဲ့ဒီနီလန်းကဘာလဲလို့ဆိုလို့ရှိရင်ကြည့်လေအမှန်မြင်အောင်လောက်တာပဲခုနကမသိတာအဝိဇ္ဇာသိအောင်လုပ်ဒါပြောတာเนาะ